မင်္ဂလာပါရှင် ခေတ်တီလီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးဈေးရှုပ်အနီးရှိအင်ဝဘန်လုံကျုံရေကိစ္စစစ်သားအချင်းချင်းဖြစ်ခတ်မှုဖြစ်ပွားပြီးစစ်သားတအူးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးမြို့ဈေးကြုံနိုင်စဉ်အနီးရှိအင်ဝဘန်တွင်ဂိတ်ဆောင်နေသောစစ်သားအချင်းချင်းဖြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူများကသတင်းဌာနသို့ပြောကြားပါတယ်။မေလ25ရက်နေ့မွန်လွဲ12နာရီကျော်ခန့်အချိန်ဈေးကြုံနိုင်စဉ်84လက်နှင့်26လမ်းတောင်ရှိ င်းဝပန်တွင်လုံခြုံရေးကိစ္စနေသောအကြမ်းဖက်စစ်သားများအချင်းချင်းစကားများရန်ဖြစ်ရာမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ရင်းပြစ်ခတ်မှုအတွင်တနက်တန်ခွနဲ့ချက်ထွက်ပေါ်ခဲ့ပြီးပြစ်ခတ်မှုဖြစ်ပွားသည့်နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးလမ်းများပိတ်ဆို၍နာရီကားများဖြင့်စစ်သားတချို့ကိုလာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ စစ်အုပ်စုအချင်းချင်းတနက်နဲ့ပြစ်တာပထမလေးချက်နဲ့ဒုတိယအကြိမ်သုံးချက်တနက်တန်ခွနှစ်ချက်လောက်ဖြစ်တယ်။စစ်သားတအုပ်သေးဆုံးသွားလို့နာရီကနဲ့လာတင်သွားတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။ထို့သောပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ဈေးချုံအနီးနားရှိဈေးတဲ့အချို့သည်ဆိုင်များပိတ်ကဈေးတံများနဲ့ဈေးဝယ်များလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရပါတယ်။မန္တလေးမြို့နေရအနှံ့တွင်စစ်သားရေပြူစောတီနှင့်အပြာရောင်ယူနီဖောင်းဝတ်ထားသောရက်ရွာလုံးကျုံရေးအဖွဲ၊ရက်ကျေးအုပ်ချုပ်ရေးအဖွဲ မိသားနဲ့စီပင်တွေတောင်းချနေပြီးလမ်းပေါ်ဂိတ်ဖွင်ငွေညစ်ခြင်းလက်နက်ပြမိုက်ကြီးခွဲခြင်းလောင်ကစားနှင့်မူရည်စေးအယောင်းဝယ်လုပ်ငန်းများကိုဆက်ကြေးကောက်ခြင်းထောင်ထွက်များကိုခိုးဆိုးလူရမှုကျူးလွန်စေပြီးခိုးရပါပစ္စည်းတွေခွဲဝေရယူခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်ဆလပီမြင်းချန်နဲ့ဒဝဲမျိုးနဲ့ရှိစစ်တပ်စခန်းတချို့နဲ့ကင်းလက်စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သားတအူသေးဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းမြင်းချံမြို့နယ်စိတ်ညံရီတင်ယုံ၌တက်ဆွဲထားသောစစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်သားတအုပ်တည်ဆုံးခဲ့ကြောင်းရေစကြိုတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါရယ်။ယနေ့မေ25ရက်နေ့မြင်းချံမြို့နယ်စိတ်ညံရီတင်ယုံ၌တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့ကဘုံကိုလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ ရင်တိုက်ခိုက်မှုအတွင်းအချမ်းဘက်စစ်ကောင်စီဘက်မှစစ်သားတအုပ်သေးဆုံးခဲ့ပြီးထော်လန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူတနင်္သာရီတိုင်းတဝဲမျိုးအိမ်ရှိပြင်ရက်ကွက်လမ်းဆောင်တွင်အစရင်လိုက်စစ်နေသောအချမ်းဘက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းတဝဲ different thing DDT မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနသို့ပြောပါတယ်။ မေလ23ရက်နေ့ညပိုင်းတဝဲမျိုးအိမ်ရှိပြင်ရက်ွက်လန်းဆောင်တွင်အဲဇရင်လိုက်စစ်နေသော အကြံဖက်စစ်ကောင်စီတပ်သားများကိုတဝဲ DDD တပ်ဖွဲ့မှတော်လန်ရဲရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေတော်လန်ရဲရဲဘော်များအထူးကိမ်းရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးတွေဘက်ကတော့ဒေတာမရှိပါဘူးအဲစရင်လိုက်စင်နေတဲ့ရန်သူတွေကိုထိတ်လန့်မှုဖြစ်အောင်သာမလမကန်းကနေမိုင်းခွဲခဲ့တာပါအဲစရင်လိုက်စင်နေတာရန်သူ20လောက်ရှိမယ်ခံမှန်းကြည့်ပါဟုဒဝဲ different တင် DDT မှတာဝန်ရှိသူကပြောဆိုပါတယ်ဆက်လက်ပြီးရမဲသိန်းမြို့နယ်ကတင်ချေးရွာကုံစုံဆိုင်ကိုစစ်သားလေးဦးကတနတ်ထောက်၍သိန်း80ကျော်ကိုတပြတိုက်သွားပြီးထိုလင်ရေးအဖွဲများဤလက်ချက်ဟုစစ်ကောင်စီကတရင်အမှားလွှင့်နေ ။ရှမဲသိမ်းမြို့နယ်တွင်စစ်တပ်က PDF စန့်ကျင်ရေးဝါဒဖြန့်စာများကိုပြည်သူများကဖြန့်ဝေသည့်ပုံစံဖြင့်လိန်လယ်ဝါဒဖြန့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းရမဲသိမ်းမြို့နယ်ကတင်ကျေးရွာကုန်းဆောင်ဆိုင်ကိုစစ်သားလေးဦးကတနတ်ထောက်၍ထိန်း80ကျော်ကိုဓများတိုက်သွားပြီးတော်လန်ရဲအဖွဲ့များကလှုပ်ဆောင်တဲ့အောင်စစ်ကောင်စီကသတင်းအမှားတွေနေကြောင်းဒေသခံပြည်သူများကသတင်းချာနာသို့ပြောကြားပါရယ် မေလ24ရက်နေ့ည7:00နာရီကျော်ဝန်းကျင်အချိန်ရမဲသိမ်းမြို့နယ်ကတင်ကျေးရွာရှိကိုမျိုးသူအောင်နှင့်မလလဆန်းတို့၏ကုံစုံဆိုင်ကိုစစ်သားလေးဦးကဝင်းရောက်ထမြတိုက်ခဲ့ကြ ။တမရတိုက်ချိန်တွင်စိုင်းရှင်ကိုမျိုးတူအောင်မရှိဘဲမလလဆန်းသာရှိနေကြောင်းစစ်ကောင်စီယူနီဖောင်းဝတ်လူလေးဦးကမလလဆန်းကိုတနတ်ထောက်ကတာဝန်အရစစ်ဆေးစရာရှိသည်ဟုပြောဆို၍စိုင်းရှိတနစ်တာရောင်ရောင်ဝေးဖုံးငွေဖြည့်ကန်မလလဆန်း၏ကမောစအကောင့်အတွင်းမှငွေများအလုံးကိုချက်ချင်းလွှဲပြောင်းခံခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါသည်။အမှုဖြစ်တဲ့အချိန်ဆိုင်မှာမရှိတဲ့ဆိုင်ပိုင်ရှင်မျိုးသူအောင်ကရမဲတဲ့မျိုးစစ်ကောင်စီလက်အောက်ခံအကောင့်ကြီးတွေနဲ့ပေါင်းပြီးလိုင်စင်မဲ့ကားတွေဝယ်ရောင်းလုပ်နေတယ် စစ်တပ်ကဖားရဖားပွဲစားဆိုတော့တရင်ပေးတိုင်ကြတာမရှိဘူးဒီလူရတာကိုရမဲသိမ်းမြို့နယ်စစ်တပ်လက်အောက်ခံတာဝန်ရှိသူတွေက PDF တွေလုတ်တယ်လို့တရင်ထုတ်ပြန်ကြခဲ့တာဟုဒေသပြည်သူတအူးကတရင်ဌာနသို့ပြောကြားပါတယ်ဓမြတိုင်းမှုဖြစ်ပွားသည့်နေ့မှစ၍လက်ရှိအချိန်ထိအကြမ်းဖက်စစ်တပ်ကရမဲသိမ်းမြို့အဝင်အထွက်နေရာများတွင်တင်းကျပ်စွာဆစ်ဆဲမှုများလှုပ်ဆောင်နေကြောင်းလည်းဒေသခံပြည်သူများထံမှသိရပါတယ် ထို့ပြင်စစ်တပ်ကရမဲသိမ်းမြို့နယ်တွင်ပြည်သူများကပီဒီအက်များကိုစန့်ကျင်နေသည့်ဆိုသောဝါဒဖြန့်စာများကိုစစ်တပ်ပြူစောတွင်နေပြည်သူစင်များကဖန်ဖြန့်ဝေလျက်ရှိကြောင်းမြို့မှပြည်သူများကပြောဆိုပါရယ်စစ်တပ်ကဖြန့်ဝေနေသည့်ဝါဒဖြန့်စာများတွင် PDF များကပြည်သူကိုအနိုင်ကျင့်တပ်ဖြတ်ဓမြတိုက်နေသည်ဆိုသောမဟုတ်မမှန်လောက်ကျန်ရေးသားထားသောလက်ကမ်းဆောင်ရွက်များကိုလမ်းဆောင်လမ်းကွာနှင့်မြို့ပေါ်များတွင်ဖြန့်ဝေနေခြင်းဖြစ်ကြောင်းသိရှိရပါရယ် လက်ကန်းစာမှာတော့ပြည်သူတွေကလက်မခံဘူးဆိုပြီးစစ်တပ်ကရေးထားတာဖြန့်တာကပြူစောထီးတွေနဲ့ပြည်သူစစ်တွေကဖြန့်တာသူတို့ဟာသူတို့စာရွက်တွေထုတ်ရေးပြီးပြည်သူကလက်မခံဘူးဆိုတဲ့ပုံစံမျိုးလုပ်နေတာပြည်သူကတော့စစ်တပ်ဆိုရင်အတော်ယုံနေပြီးရမဲသိန်းမျိုးပေါ်မှာလူငယ်တွေလည်းမရှိကြတော့ဘူးအကုန်လုံးစစ်မှုရန်ပေါ်တာဆွဲခံရမှာဆိုလို့ပြည်သူကပြည်တယ်နိုင်ငံသားထွက်သူကထွက်ပိလူငယ်တွေရှိကိုမရှိတော့တာဟုရမဲသိန်းမျိုးမှာပြည်သူတို့ကသတင်းဌာနသို့ပြောပါတယ် ဆက်လက်ပြီးလုံခင်းရဲစခန်းလက်နက်ကြီးကုံးကို KIA ပူးပေါင်းတက်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖားကန်းမြို့နယ်လုံခင်းကျေးရွာရဲစခန်းကုန်းတိုင်းလက်နက်ကြီးများတပ်ဆင်ထားသည့်နေရာများကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတက်ကယနေ့မေလ26ရက်နေ့နဲ့အစောပိုင်းတွင်တိုက်ခိုက်ခဲ့ပါတယ်။လုံခင်းရွာရဲစခန်းမှာလက်နက်ကြီးကုံးကိုနက်နက်3နာရီကျော်တွင်စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA နဲ့နီးစပ်သည့်သတင်းရင်းမြစ်ကပြောပြီးတိုက်ခိုက်မှုပုံစံအသေးစိတ်ကိုမပြောလိုဘူးဆိုပါတယ်။ တိုက်ခိုက်မှုက나이ဝက်ခန့်ကြာခဲ့ပါတယ်။အပြန်အလှန်ပြစ်ခဲ့ကြပြီးလုံခင်ရဲစခန်းကရန်တန်းပြစ်နေလို့ဒေသခံတွေထိမှဆိုလို့ရက်ပြစ်ခဲ့တယ်လို့၎င်းကပြောပါတယ်။ လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တံများကြားခဲ့ရပြီးလုံခင်းရဲစခန်းတိုက်ခိုက်ခံရခြင်းဟုဖားကတ်ဒေသခံများကပြောပါရယ်ပထမကတော့စက္ကဆစစ်ကြောင်းလုံခင်းနာအထိရောက်လာတာလားပေါ့အဲ့လိုမဟုတ်ဘူးလုံခင်းရဲစခန်းလက်နက်ကြီးကုန်းကိုခြားတာစစ်ကောင်စီစစ်ကြောင်းကနှံတိမ်မှာပဲရှိသေးတယ်ဟုဖားကတ်ဒေသခံချက်ဦးကပြောပါရယ်စစ်ကောင်စီလက်နက်ကြီးပြစ်ခတ်မှုကြောင့်ဒေသခံတွေအချို့ပြက်စီးခဲ့ပြီးအသေးစားဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟုလုံခင်းဒေသခံချက်ဦးကပြောပါရယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရဗိုလ်မှူးကြီးတော်ကစစ်ကောင်စီစစ်ကြောင်းသည်၎င်းတို့လက်လွတ်ခဲ့ရသည့်စခန်းများဒေသများကိုပြန်လည်ထိန်းချုပ်ထိုးစစ်ဆင်လာ၍ခုခံတိုက်ခိုက်နေပြီးယနေ့မေလ26ရက်နေ့အစောပိုင်းကလုံခင်းရဲစခန်းအနီးတိုက်ပွဲဖြစ်ပွားခဲ့တာဟုပြောပါရယ် ဒေသခံပြည်သူများအနေဖြင့်စည်ရေးတရင်များအဆက်မပြတ်နားဆွင့်နေရန်ဘုံမူးကြီးနော်ဘူးကတိုက်တွန်းပါတယ်။ဖားကန့်မြို့ကိုစစ်ကောင်စီကအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိတော့လဲဖားကန့်ဖြူဟာကိုမဆွတ်ရန်အချုပ်ထောင်လုံခင်းဖြူဟာကိုလုံခင်းရဲစခန်းကန်စီပြွာကုန်းနဲ့ဖားကတ်မြို့မှရဲစခန်း၌တက်ဆွဲထားပြီးလက်နက်ကြီးများတက်ဆင်ထားသည် တိုက်ပွဲဖြစ်ရာနေရာများသို့အဆိုပါနေရာများမှနေ၍စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခူပေးနေခြင်းဖြစ်သည်စစ်ကောင်စီတပ်သည်မိုးကောင်၊ကာမိုင်း၊နှံ့ရ၊လုံခင်၊ဖားကန်လန်းနှင့်မြစ်ကြီးနားနံပါတ်၁လက်ဝါ၊တနိုင်းဖားကန်လန်းတို့မှတက်စင်အင်အားအများအပြားဖြင့် AP 23ရက်ကစကစစ်ကြောင်းထိုးလာပြီးယခုအခါဖားကန်မြို့နှင့်စေမိုင်ခန့်အကွာနန်တိန်ကျေးရွာသို့ရောက်ရှိနေကြောင်းစစ်ရေးသတင်းရင်းမြစ်များထံမှသိရပါသည် ။နန်တိန်နှင့်လုံခင်းကျေးရွာကြား၌ခုနှစ်မိုင်၊၆မိုင်၊၅မိုင်ကြောက်ဖြားလဲပြင်းကျေးရွာတို့ရှိနေသေးသည်။စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ရှမ်းနီ SNA နှင့်ပြည်သူ့စစ်ဘူပေါင်းအဖွဲ့များသည့်မြေပြင်တွင်အထိနာနေတော်လဲလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူဖြင့်ရှေ့တိုးလာနေခြင်းဖြစ်သည်။ကျမရဲ့တဲ့င်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်